အင်းဝအချုပ်ဆိုင်ကကလေးလူသမားတွေညှင်းမှန်းနှိမ့်ဆက်ခံရမှုအတွက်မှုကင်းဆေးဆရာဝန်ကိုစစ်ဆေးခဲ့ပါတယ်ဟိန့်ကိုကနေသတင်းပေးပို့ထားပါတယ်ရှင်အင်ကိုမင်္ဂလာနှစ်ဦးကိုကိုရင်ကချုံရင်းစေတဲ့အထိနှိမ့်ဆက်ညှပ်ပန်းခဲ့တဲ့အင်းဝအချုပ်ဆိုင်ပန်ရှင်မိသားစုကိုတရားစွဲဆိုထားတဲ့အပေါ်ရန်ကုန်စစ်ရုံကြီးကမှုရင်းဆောင်ကိုဇန်နဝါရီလ၂ရက်နေ့ကနောက်ပိုင်းခရင်တရားဥပမာစစ်ဆေးခဲ့တာပါဒီစစ်ဆေးတာဟာနှိမ့်ဆက်ခံရတဲ့မက်ဆဆင်နဲ့မက်ဆန်းကိတ်ခိုင်တို့ရဲ့ခန္ဓာကိုယ်မှာရရှိခဲ့တဲ့ဒဏ်ရာတွေပေါ်လာရောက်ထွက်ဆိုပေးတာဖြစ်ပါတယ် တရားဝင်ရလာအစိတ်ခံတာအဓိကဆိုင်းကိခိုင်တဲ့သစင်တို့လာအစိတ်ခံတာဆိုင်းကိခိုင်တို့သစင်ကသူတို့အိမ်ရှင်နဲ့သူတို့တတိယတန်းဆိုင်လို့ဆိုအမအနေကဘာလဲဘာမှပြောစရာမရှိတော့ဘူးဆရာဝန်နေနဲ့ပြောသွားတယ်ကလေးတွေရထွက်ချက်တဲမှာသူတို့သူရောက်တယ်သူရောက်တဲ့အချိန်မှာကလေးတွေရောက်တယ်သူကလေးတွေကိုမှုကင်းဌာနကိုခေါ်သွားတယ်စစ်တယ်မေးတယ်ဒါပေမဲ့အဲ့ကလေးတွေအကုန်လုံးကပြောတယ်သူတို့ရရတဲ့ဆိုင်ကအသေးသေးနဲ့ပတ်သက်ပြောတယ်ဒါပေမဲ့သူတို့ကိုလုတ်တဲ့သူကတတိယလက်လုတ်ပါလို့ကလေးတွေပြဿနာကလည်းမပြောခဲ့ဘူးပြောပါတယ်အိမ်ကမိကလေးတို့ဖြစ်တဲ့မတ်တဆင်ရခန္ဓာကိုယ်ပေါ်မှာပြင်ပတန်ရအဖြစ် နှစ်ဖူးဆက်ဝဲရမှာအမာရွတ်နှစ်ခုနှာခေါင်းပေါ်နှာခေါင်းကြာဘက် အမာရွတ်သုံးခုဘဲဘက်လံပေါင်းပေါ်မှာအမာရွတ်ပေါင်း၁၀ခုညာလက်ဖက်မှာအရွယ်စားမျိုးစုံရှိတဲ့အမာရွတ်ပေါင်းသုံးခုဘဲဘက်လက်ဖက်မှာအရွယ်စားစုံရှိတဲ့အမာရွတ်ပေါင်းခြောက်ခုညာလက်မှာအရွယ်စားစုံရှိတဲ့အမာရွတ်ပေါင်း၄ခုဘဲလက်မှာအသုံးခုညာဘက်ခြေတလုံးအတွင်းမှာအမာရွတ်၁ခုဘဲခြေတလုံးအတွင်းပြင်မှာအမာရွတ်ပေါင်း၆ခုအမာရွတ်ပေါင်း၃၈ခုကိုတွေးရှိခဲ့ရတယ်လို့ဆိုပါတယ်။ဗဆန်းခေခါရဲ့ခန္ဓာကိုယ်ပေါ်မှာနှစ်ဖူးပေါ်မှာအမာရွတ်ပေါင်း၃ခုညာခေါင်းပေါ်မှာအမာရွတ်၁ခု အပေါ်နှာခမ်းနဲ့အောက်နှာခမ်းမှာအမာရုပ်တစ်ခုစီပါးနှက်ဖက်မှာအမာရုပ်တစ်ခုစီညာဘက်နှရွက်အောက်မှာအမာရုပ်တစ်ခုမေးစည်းအောက်မှာအမာရုပ်တစ်ခုလယ်ဘေးအရှေ့မှာအရွယ်စားမျိုးစုံရှိတဲ့အမာရုပ်ပေါင်း9ခုလယ်ကုန်းမှာအမာရုပ်2ခုညာဘက်ပခုံးပေါ်မှာအရွယ်စားမျိုးစုံရှိတဲ့အမာရုပ်ပေါင်း73ခုဘယ်ဘက်ပခုံးပေါ်မှာအမာရုပ်14ခုညာဘက်လက်မောင်းပေါ်မှာအရွယ်စားစုံရှိတဲ့အမာရုပ်ပေါင်း15ခုဘယ်ဘက်လက်မောင်းပေါ်မှာအရွယ်စားစုံရှိတဲ့အမာရုပ်ပေါင်း18ခုညာလက်ဖြံမှာအမာရုပ်ပေါင်း20ညာဘက်ပေါ်မှာအမာရုပ်ပေါင်း20နဲ့ဘယ်ဘက်ပေါ်မှာ အမှားရပေါင်း၁၉ခုကိုတွေ့ရှိခဲ့ရတယ်လို့မှုကင်းဆရာကတရားရုံးမှာထွက်ဆိုခဲ့တာပါ။မင်းကလေးနှုတ်မှာတွေ့ရှိရတဲ့တန်ရာတွေဟာကလေးတဘာဝစော်ကသားလို့ရရှိထားတဲ့တန်ရာတွေထက်လူတူကအကျဉ်းချင်းကျူးလွန်တာဒါမှမဟုတ်လူအများကကျူးလွန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။မင်းကလေးငယ်နှစ်ဦးရဲ့ခန္ဓာကိုယ်ဘက်အမှားရတဲ့တရားဟာအချိန်အနည်းဆုံး၁လကနေ၅နှစ်အတွင်းမှာရှိနေပြီလို့ခံမှန်းတက်ချက်ထပ်ဆိုခဲ့တာပါ။အော်ချုံကုန်ပြီးတော့ဆရာဝင်ကတော့သူ့ရဲ့ဟိုဆက်ဆဲပေါ်ပေါက်ချက်နဲ့ဆေးစာပေါ်မှာပဲသူအခြေခံပြီးထွက်သွားတာဆိုတော့သူကသူ့ဆေးစာပေါ်မှာပဲသူထွက်သွားတာပေါ့ အခြားဘာမှတော့ဟိုဆရာဝန်ထွက်ဆက်နေပတ်သက်လို့အမအနေနဲ့ဘာမှပြောလို့မရဘူးသူရဲ့ငကူကကလေးတွေဖြစ်စင်နေပတ်သက်ပြီးတော့စေးစာရထားတယ်အဲ့ရထားတဲ့စေးစာကိုရုပ်ရှင်မှာတက်တေခံစေးစာကိုတွေ့တယ်အဲ့စေးစာမှာပါတဲ့စေးစာတွေတရားရုံးမှာနှုတ်နယ်လာတက်တေခံပြီးွားတာဟုတ်ကဲ့အင်းကိုမင်းကလေးငယ်နှစ်ယောက်ကိုကိုယ်ကချုံရင်းစီတဲ့အထိနှိမ့်ဆက်ညှပ်ပန်းခဲ့တဲ့အင်းဝအချို့သားပန်ရှင်မိသားစုဝင်6ယောက်ကိုနာကျင်စင်မှုလူကုန်ကူးမှုတားဆီးကောက်ရေးဥပဒေကလေးစင်ငယ်ကောက်ွယ်ဆောက်ရှောက်ရေးဥပဒေစရရည်နဲ့ ရဲတပ်ဖွဲ့နဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာခြားတိုင်းဝန်ကြီးဌာနကတရားစွဲဆိုထားပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ